တင်ဘဝမှာတတိထားပေါင်းတဲ့အတ္တသမား၃မျိုးအလုတ်ထဲမှာပဲဖြစ်ဖြစ်မိသားစုထဲမှာပဲဖြစ်ဖြစ်တငယ်ချင်းအပေါင်းအသင်းကြားထဲမှာပဲဖြစ်ဖြစ်ဘလို့နေရာမျိုးမှာမဆိုတကောကောင်းဆန်တဲ့လူတွေရှိကြပါတယ်ကိုဘေးတော်တွေကိုဘေးတက်တွေကိုပြောတာတွေကိုပဲလက်ခံဘသူပြောတာမှမမှန်ဘူးကိုပြောတာကိုပဲလက်ခံကြံတဲ့လူတွေရဲ့ထင်မြင်ချက်တွေကိုစိတ်မဝင်စားဘူးမသိရှင်ဘူးဒီလိုမျိုးဘလို့မှပေါင်းသင်းဖို့မကောင်းတဲ့လူတွေကိုတွေ့ဖူးပါလိမ့်မယ် ဒါကြောင့် The Law of Human Nature စာအုပ်ထဲမှာပြောထားတဲ့အတ္တသမား၃မျိုးကိုမိษွေများအနေနဲ့ရှောင်ကြဉ်လို့ရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်။နံပါတ်၁အကုံလုံးကိုလိုက်ထင်းရှောက်ရှင်တဲ့အတ္တသမားဒီလူကတော့အဆိုးဆုံးအထဲမှာပါပါတယ်။သူတို့နဲ့နေရင်သူတို့လှုပ်ရှင်တဲ့ဟာတွေချင်းပဲလိမ့်လျော့ပေးနေရတယ်။ကိုဘာဖြစ်ရှင်နေဆိုတာကိုထိမတွေးတတ်ဘူး။ကိုကိုနေရာမပေးဘူး။ဒီလိုလူတွေကလည်းနေရာတိုင်းမှာရှိနေတာပါ။ဒီလိုလူထဲမှာကိုရှိသူ ကိုယ်လှုပ်ဖို့ကင်ဖက် ကိုယ်ယုံကြည်ရတဲ့သူတွေပါနေရင်တတိထားပေါင်းပါချက်သိရင်ဖြစ်လိုက်ပါမိတ်ဆွေနံပါတ်1တရုတ်ဆောင်ကောင်းတဲ့အတ္တသမားဒီလိုလူတွေကလေနေရာတိုင်းမှာရှိပါတယ်သူတို့ဖက်ကအမားလှုပ်လိုက်ရင်မခုံတက်တဲ့ကြောင်တကောင်လိုနေတယ်မဟုတ်သလိုနေတယ်ကိုယ်အမားတွေကို သူများအပေါ်ပုံရှတယ်နောက်ပြီးဒီလိုလူတွေဟာအထက်ဖာအောက်ဖိတက်တဲ့လူစားမျိုးတွေဖြစ်ကြပါတယ် အမားကိုဝန်ခံရေးတာဝန်ယူရဲတဲ့တတိသူတို့မှမရှိပါဘူးကိုကောင်းရင်ကြံတာမကောင်းလေအစဉ်ပြေတယ်ဆိုတော့လူမပီသားတဲ့လူတွေရဲ့ဇယိတ်ပေဖြစ်ပါတယ်နံပါတ်3ကျမ်းမာတဲ့အတ္တသမားကျမ်းမာတဲ့အတ္တသမားဆိုတာကတော့ကိုကိုကိုယုံကြည်မှုရှိပြီးသူများရဲ့ယုံကြည်ချက်တွေကိုလေအထင်မသေးတတ်တဲ့အတ္တသမားလို့ဆိုနိုင်တယ်ကိုထင်မြင်ချက်ကိုလေဂယုစိုက်ပြီးသူများထင်မြင်ချက်ကိုလေအတိမတ်ပြုတ်တဲ့လူတွေဟာ ကျမ်းမာတဲ့အတ္တသမားတွေမှာတွေ့ရတဲ့ဇယိတွေဖြစ်ပါတယ်ဒီလိုလူတွေကတော့အတ္တသမားဆိုပေမဲ့ပေါင်းရသိင်းရတာကောင်းတဲ့အချင်းမှာပါပါတယ်ဒါကြောင့်ဘသူကိုမဆိုတတိထားပေါင်းပါမိတ်ဆွေမိတ်ဆွေတို့လေအတ္တသမား၃မျိုးအင်းမှာအကုန်လုံးကိုလိုက်ထိန်းချုပ်ရှင်တဲ့အတ္တသမားတယုတ်ဆောင်ကောင်းတဲ့အတ္တသမားကျမ်းမာတဲ့အတ္တသမားဒီအတ္တသမား၃မျိုးအင်းမှာမိမိကိုယ်ကို ကျမ်းမာတဲ့အတ္တသမားဖြစ်အောင်စူးစမ်းအားထုတ်နိုင်ကြပါစေဗျာ